1948ခုနှစ်ဇူလိုင်လ19ရက်နေ့တွင်နေကျက်လက်ပါစီပထမရန်သူများရဲ့လက်ချက်နဲ့ကြာဆုံးသွားရရှာတဲ့လွတ်လပ်ရေးပြည်သူ့ကပြည်သူ့ဖခင်ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွအာဇာနည်ကြီးများရဲ့ရုပ်ကလပ်ကို1948ခုနှစ်ဤပြီက17ရက်နေ့နေ့လေတနာယီ15မိနစ်အချိန်မှာအာဇာနည်ဗိမာန်တို့ပို့ဆောင်သင်ယူဖို့အတွက်ဖက်ခွာလာကြပါလေ ဇာပနပူဆောင်ရမှာနိုင်ငံတော်ကြီးရေလီတက်မတော်သားများနဲ့တကွတပ်ဖွဲ့ပေါင်းစုံမှပူဆောင်ကြည့်တဲ့လာရရှုမြင်ရသူပြည်သူအလုံးချိန်မီအောင်များပူဆွေးတက်တာတော်ဖြင့်လိုက်ပါပူဆောင်ကြပါလေ။ ပနာတင်ရင်များပေါ်မှာတင်ဆောင်လာတဲ့အာဇာနည်ကြီးများရဲ့ရုပ်ကလပ်ကိုပြည်သူလူထုကဝမ်းနဲ့ကြည်ကွဲစွာအလေးပြုကြပါတယ်။ဂျူရီဟောကနေပြီးလေးစုတက်ပုံချွေတကုံစီတော်ကြီးတို့ဦးတီကပို့ဆောင်ရလမ်းတလျှောက်မှာပေးတာအပေါင်းရှင်းတော့ဝဲရပြည့်တဲ့နေပါတယ်။ န်းတခွင်မှလဲလိုက်ပါပို့ဆောင်သူများရောနောက်ဆုံးမျှော်ရှုအလေးပြုကြသူအပေါင်းတို့ကိုပါကြေကွဲဝယ်ရာတွေ့မြင်ရပါတယ် င်းဖွဲ့ပေါင်းစုံနဲ့တကွနိုင်ငံများတန်တမာများစစ်ပယ်အရာရှိကြီးများပါလိုက်ပါပို့ဆောင်ရပါတယ်။အာဇာနည်ကြီးများရဲ့ယုတ်ကလ မြုံနံမှုအတွက်1948ခုနှစ်မတ်လ29ရက်နေ့မှစတင်အုံမြင့်ချတိဆောက်ခဲ့ရတဲ့အာဇာနည်ဗိမာန်ကိုလည်းအသင့်ပြင်ဆင်ထားပါတယ်။အာဇာနည်ကြီးများရဲ့ရုပ်ကလပ်များကိုကြိုးတင်ဆောင်စားနေကြတဲ့ပိဋကကြီးကလည်းတစုတပေါင်းအားကောင်းတာပါလေ။ခဏကြီးခွဲအချိန်မှာတော့ အာဇာနီကုန်းလို့အမည်သတဲ့အာဇာနီဗိမာန်ဝကိုရောက်ရှိလာကြပါလေအာဇာနီကောင်းဆောင်ကြီးများရဲ့ယုတ်ကလပ်များကိုအလဲဘိုးမှာဗိုလ်ချုပ်အောင်ဆန်းလက်ရဘက်မှာသခင်မြဥပဝင်းမိုင်းဘွန်စောဝါကြီးနဲ့ဦးအောင်မောင်လက်ဝဲဘက်မှာဥပချိုးမန်းပါခိုင် မစ္စတာရာဇတ်နဲ့ရဲဘော်ထွေးတို့ရဲ့ယုတ်ကလပ်များကိုတက်ဆိုင်ရာအုပ်ကူအသီးသီးမှာထားရှိပါတယ် ောက်တနတ်များဖြစ်ပေါက်ခါစစ်ခရများမုတ်ပြီးအလေးပြုကြတဲ့အပြင်ဗမာတပ်မတော်လင်းရင်မြန်တို့ကလည်းဝေးရင်ရမှနေပြီးအာဇာနည်ကုန်းကိုဥတိုက်ပြန်ဝဲကပန်းမျိုးစုံများနဲ့လွန်လူပန်းဝေးကျဲချပြီးအလေးပြုကြပါတယ်အကြီးရဲ့ကိုစားအတွင်းဝင်ဥရွှေဘောနဲ့နိုင်ငံခြားတန်တမာများကလည်းလွမ်းသူပန်းခွေများနဲ့အလေးပြုကြပါတယ် ဲ့တကွာအာဇာနည်ကြီးများရဲ့ဇပနာအခမ်းအနားဟာညနေ၄နာရီအချိန်မှာပြီးစီးပါတော့တယ်ခင်ဗျာ